အာဘာမဲ့ရလဲဆိုတော့တကယ်တွန်းချရဲ့အချိန်မှာဟိုမိုးနှောင်းကရေအောက်ရောက်သွားဒီတွန်းချပြီးတော့ရောက်ရောက်ရဲ့အချိန်မှာသူကကင်မရာဘောင်းလွတ်တဲ့ထင်ပြီးစော်နေရရေထဲမှာစော်နေအကုန်လုံး easy ပဲပျော်စရာကြီးပဲအဲ့စင်းတို့ကြီးတော့လောင်နေရတကယ်တကယ်ရိုက်တဲ့အချိန်မှာအရင်ဟိုပေါပေါပါပါပေါပေါပါပါလေးဖြစ်နေရပါတော့ပြီးတော့အဲ့ဒီစနောက်တစ်ခုမှတ်တရပါလဲဆိုတော့ရိုက်နေနေမိုးချုပ်သွားဟိုညနေဆောင်ရိုက်နေနေမှာ အဲရိုက်နေရိုက်နေနဲ့မှောက်ဟိုဒီဖေဖေပြနဲ့ပြန်စုံတဲ့အချိန်မှာမှောင်သွားတယ်ပေါ့နော်အဲ့ဒါလေးတော့အမှတ်တရပါဘူးနေလို့နေရလို့တော်တော်အချက်မကောင်းတာပဲမိုးနာကရေသိမ့်ကြောက်တာပဲဒီသားသမီးကြီးရဲ့ဒီ trauma ကြီးအကုန်လုံးကဟိုမိဘရင်းနဲ့ပဲသက်ဆိုင်နေပေါ့နော်ဘာလို့လဲဆိုတော့မိဘတွေကြောက်သားသမီးတွေ trauma ရရဲ့ဆိုတာအပြင်လောကမှာတကယ်ရှိရဲ့တောက်လေတနာပါဘူးဖေဖေမမူးပဲနဲ့ဖေဖေနဲ့တူသွားလာပြောပါခွင့်ရချင်တာဒါလေကြမ်းပါ ဘာလို့ဒါကန်စားနေရလဲဟုတ်အဲ့ဒီစင်ကလည်းအများကြီးကြီးစရာမလိုဘောနော်မဟုတ်ဘောကမောင်လေးကျွန်တော်၃ယောက်လောက်ပြောရဲတွန်းချရမယ်ဘာလို့ဒီစင်ရဲ့အချိတ်ကဘာလဲဆိုတော့အရှိမကျွန်တော်ရဲ့အဖေအရင်ကနေပြီးတော့တဲ့ဒီအမေကိုစားရဲ့အချိန်မှာဟာဟုတ်ဆိုပြီးတော့ချရဲဆုတ်ချောက်တဲ့ဟာလေးပါရဲအဲ့ဒါလေးကိုပြန်ချိတ်ချင်တာတဲ့အဲ့လိုလေးပြောအဲအဲ့ဒါလေးထည့်ပြီးမိုးနောက်ကလည်းရရဲကျွန်တော်ကိစ္စမရှိကိုကကိုအကိုတွန်းလိုက်ပေါ့နော်ကိုကကိုပြောကိုကကိုပြောချလိုက်မယ်ဆိုပြီးတော့အဲ့ဒီစင်လေးက အဲဘာမဲ့ရလဲဆိုတော့တကယ်တွန်းချရတဲ့အချိန်မှာဟိုမိုးနောက်ကရေအောက်ရောက်သွားဒီရေတွန်းချပြီးတော့ရောက်ရောက်ရဲ့အချိန်မှာသူကကင်မရာဘောင်းလွတ်တဲ့ထင်ပြီးစော်နေရရေထဲမှာစော်နေအကုန်လုံး easy ပဲပျော်စရာကြီးပဲအဲ့စင်းစွအကြီးစောတာလောင်နေရတကယ်တကယ်ရိုက်တဲ့အချိန်မှာရန်ဟိုပေါပေါပါပါပေါပေါပါပါလေးဖြစ်နေရပါတော့သူကသူရေထဲမှာစော်နေပြီးတော့ကင်မရာဘောင်းမလွတ်ဆိုမှအဲ့ဒါမှပြန်တက်တက်လာပြီးတော့နောက်တစ်ခေါက်ပြန်ရိုက်ပြီးတော့အဲ့စင်းနောက်တစ်ခုမှတ်တရပါလဲဆိုတော့ရိုက်နေနေတဲ့ မိုးချုပ်သွားဟိုညနေဆောင်ရိုက်နေနေမှအဲရိုက်နေရိုက်နေနေမှောက်ဟိုဒီဖေဖေပြနဲ့ပြန်စုံတဲ့အချိန်မှာမှောင်သွားတယ်ဘုနော်အဲ့ဒါလေးတော့အမှတ်တရပါဘူးအာတချို့ comment လေးတော့တွေ့မိပါတယ်ခင်ဗျာဟုတ်နေတော့ဟိုချစ်ပါဘယ်ဟာလေးလဲမညနေဆောင်ကနေချက်ချင်းမျိုးဘယ်လိုမျိုးဟုတ်အမှန်တော့အဲ့ဒါကညနေဆောင်ရိုက်တဲ့ဆင်ပေါ့နော်ညနေဆောင်ရိုက်နေနေအဲနည်းနည်းလေးမိုးချုပ်သွားပေါ့မှ9နိုင်လောက်ရိုက်တယ်ဆိုလို့ရှိရင်6နိုင်လောက်ဖြစ်သွားတာပေါ့နော်အဲ့အတွက် ပြည်သက်တွေကြည့်ရအောင်ပြုဆိုလို့ရှိရင်လည်းတောင်းပန်ပါအဲ့လိုနေတို့နှစ်ယောက်လည်းတတော်အချက်မကောင်းတာပဲမိုးနာပါရေသိမ့်ကြောက်တာအာဒီစီသူဇော်ဆွဲဇက်ကောင်ကိုစပြီးတော့တီးရတဲ့အချိန်တည်းကဟိုဒီဇက်ကောင်ကကြာတော့ကျွန်တော်အတွက်ဒါအခွင့်အရေးတစ်ခုဒီအောင်ကြီးရုပ်ရှင်ထုတ်လို့ရကိုကြီးကိုကျော်ဦးနဲ့ကိုအောင်ကိုကနေပဲကျွန်တော်အခွင့်အရေးတစ်ခုပေးလိုက်တယ်လို့ခံစားရပါတော့။ကန်လန်းနေလို့မခံစားရပဲနဲ့ဒါကျွန်တော်အတွက်စူးစမ်းမဲ့ဇက်ကောင်အဲကျွန်တော်တို့တုံးဆောင်တက်အတွက်တကယ်ချန်လန်းဖြစ်မဲ့ဇက်ကောင်ပါတော့။အဲ အဲ့အတွက်ကြောင့်မို့လို့လဲစာရိတ်ထဲကအဲမက်ဖုန်ကျွန်တော်အများကြီးသွားမေးရမရိုက်ခင်နေရပါဘောနော်အမဒီဇက်ကောင်တော့ကျွန်တော်ဘယ်လိုပြင်ဆင်ရမလဲပေါ့နော်ဟိုအဲဒီဇက်ကောင်စီသူဇော်ကစိုက်ကိုလည်းဖြစ်တယ်ပြီးတော့အဖေးအချစ်လည်းမခံရဘူးဆိုတော့ဘယ်လိုပုံစံမျိုးလေးပေါက်ချင်လဲလုံးဝတတိသားပုံစံလေးပေါက်ချင်တာလားဒါမှမဟုတ်ရှင်လုံးဝအပြင်ကဒီကောင်လူငယ်ကောင်လေးပုံစံလေးပဲပေါက်ချင်တာလားအဲ့လို trauma နဲ့အများကြီးပေါ့နော်အဲ့လိုပုံစံလေးပေါက်ဆိုအများကြီးမဖုံသွားပြီးတော့မဖုံလည်းဒီလိုဒီလိုဒီလိုပုံစံလုပ်ဆိုပြီး guideline ချပေးတယ်။ချပေးပြီးတော့ဟို ကာရက်တာအရာလည်းသူကဆက်စပိုင်းမှာလုံးဝတနာစရာလေးအဲမိုးတိတာရဲ့တာဖြစ်နေပေမဲ့မိုးတိတာလို့အမြင်ကက်ကြရဲဆိုမဲ့သူကအဲ့လိုသူ့ပုံစံတကယ်အဲကျွန်တော်ကိုယ်တိုင်လည်းစီသူတော်တနာရယ်ပေါ့နော်ဆက်စချင်းမှာတနာရယ်ပြီးဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းမှာသူကအဲတဖြည်းဖြည်းဆိုးလာရယ်စိတ်ဖောက်လာရယ်အဖြစ်ချက်လို့မရလေးပိုးဆိုးလိုက်မိုးနှောင်ရလိုက်ချင်းမှာပိုးဆိုးလာရယ်ပေါ့ဆိုတော့ဇက်ကောင်အရာတော့အဲလောက်ရတာလေးလည်းများရယ်ကျွန်တော်တို့လည်းအရန်အဲကျွန်တော်တို့တရုတ်ဆောင်တစ်တယောက်တည်းလည်းအရန်တောင်းဝန်ကြီးရယ်ပေါ့နော်ဆိုတော့ ဒါပေမဲ့အကောင်းဆုံးတော့ကျွန်တော်စူးစမ်းပြီးတော့လုပ်ခဲ့ပါတယ်အဲ့ဒါပရိသတ်တွေလည်းအဲတခြားလေးကြည့်ပြီးပါအောင်ဝေဖန်ပြီးပါအောင်ဆိုတော့ချင်ပါတယ်ဒါပေါ်မှာလည်းဘာလို့လဲဆိုတော့ဒီတာသမီတွေရဲ့ဒီ trauma တွေအကောင်လုံးကဟိုမိဘရင်းနဲ့ပဲသက်ဆိုင်နေပါတော့ဘာလို့လဲဆိုတော့မိဘတွေကြောင့်တာသမီတွေ trauma ရရဲဆိုတာအပြင်လောကမှာတကယ်ရှိရဲ့ဟုတ်လေတနာပါဟုတ်ပြပေမမူးပဲနဲ့ပြပေနဲ့တူသွားလာပြောပါခွင့်ရချင်တာဒါလည်းကြမှာဘာလို့ဓာိုင်ကန်စားနေရလဲ အဲ့လိုကလေးမျိုးကြီးလဲကျွန်တော်ပေါင်ဝင်ချင်ပါတော့ကျွန်တော်တို့ဒီမိသားစုထဲမှာအများကြီးရှိနေရတယ်အဲဒီမိဘရဲ့ရံပွဲတွေကြောက်တော့လကောင်ဟိုသူတို့ရဲ့ဟိုကလေးအချိန်မှာရရန်စတိုင်ပြောဆိုပြီးရံဖြစ်တဲ့အရာရတော့လကောင်နောက်တစ်ခါကျလက်ပါချေပါကိစ္စမျိုးတွေရတော့လကောင်ဒါဒီဟိုမိဘရဲ့မတိလဲအချိန်မှာကလေးရဲ့အချိန်မှာတွားပြီးစိတ်ထင်ရရနိုင်တယ်ပေါ့နော်ဆိုတော့အအတက်နိုင်ဆုံးတော့ဒီလိုကလေးရဲ့အချိန်မှာဒီအရာမျိုးတွေကိုမိဘရဲ့ရှောင်ကျင်ပေးရတော့ဒါကလေးတို့အကောင်းဆုံးဖြစ်မှာပါတခုဆိုရင်တော့မှနောက်ွယ်မှာရှင်းတာမျိုးပေါ့ ဟိုဆိုတော့အဲ့လိုဇက်ကောင်မျိုးတွေဒီစီသူဇော်တို့လိုယဒီယိုလိုမိုးနှောင်းတို့လိုဒီဟို parenting မှားတာပေါ့နော်မိဘရဲ့ပြိုးထောင်မှုလည်းမှားရဲ့ဒါကျွန်တော်ကျွန်တော်တူဦးတယောက်တည်းအမြင်ရသူတို့ရဲ့ပြိုးထောင်မှုမှားရဲ့အတွက်ကြောင့်မလို့ဒီသားသမီးတွေကလည်းအဲအများကြီးအမှားကြီးလုပ်မိကြရပေါ့ဆိုတော့ဒီလိုဟာမျိုးတွေဟိုဒီဇက်ကောင်တွေကိုကြည့်ပြီးတော့မိဘရဲ့လည်းအတတ်နိုင်ဆုံးဟိုတတိထားမိပါမယ်လို့ထင်ပါတယ်ဟုတ်